မလာလေမနိုဗိုဒဲလာလေနိုဗိုဒဲမှာနိုဗိုဒဲမှာမလာလာလေဆိုတော့ဆက်ဘက်အက်လာတောက်တာတကယ်တော့ဆက်ဘက်ပဲဖြစ်ဖြစ်3ဝင်မှာဖြစ်ဖြစ်3 plus ဝင်မှာ2ဝင်မှာဖြစ်ဖြစ်3 plus ဝင်မှာဖြစ်ဖြစ်ကိစ္စမရှိဘူးဘာလို့လဲဆိုတော့ကိုရီးယားဒီနေ့ကကိုရီးယားငယ်နိုင်မပြောပြောထားလိုက်ပါစတာပါ ။တမိုင်းဝင်ပေါ့နော်။လီဗာပူးအသင်းရဲ့တမိုင်းဝင်ပြိုင်ဘက်ဖြစ်တဲ့ဒါမန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးအသင်းတို့ရဲ့ပေါ့နော်။ဒါပွဲစဉ်ရှစ်ပြိုင်ပွဲကိုလာပြီးတော့ကြည့်ရပါလာကြည့်ရဆိုတော့အဓိကတော့ဒါခဏပေါ့အရင်ဆုံးဒီကိုလာခဲ့လိုက်တာပြီးလို့ရှိရင်တော့နောက်တစ်ခုနောက်တနေ့ရဆက်သွားအောင်ပါဒီနေ့ကဒါကိုကျော်ကျော်ဘိုးကဒီမှာနိုဗိုတယ်မှာပေါ့နော်ဒါအာသူအနေနဲ့ wash party လုပ်ထားတယ်အဲ့တော့ကြောင့်မို့လို့ကိုကျော်ကျော်ဘိုးနဲ့အတူ Liverpool ပြည်သက်တွေကိုအားပေးအောင်လာ support လုပ်တာလာလိုက်ခဲ့ Okay ဒီတော့ Premier League မှာ Liverpool အသင်းကဆိုလို့ရှိရင်ဒါ တမိုင်းဝင်ပြိုင်မဲ့ဖြစ်တဲ့ဒါ Manchester United အသင်းနဲ့ပေါ့နော်မလာတို့ဒါအင်ကွင်းမှာပဲကန်ရမယ်တခုရှိတာကဒါမလာတို့ပေါ့နော်အရှိမှာပေါ့နော်အရှိမှာဆိုလို့ရှိရင် Premier League ဒါ9ပွဲပြီးသွားတဲ့ချိန်မှာမလာတို့ရှိ2ပွဲမှာဆိုလို့ရှိရင်တော့စတိုက်ရှုံးပွဲနဲ့ဂျုံထားတယ် Palace ကိုရှုံးတယ်နောက်ပြီးတော့ဒါ Chelsea ကိုလည်းထပ်ပြီးတော့ရှုံးထားတယ်အခုဒီခါဒီပွဲမှာဆိုလို့ရှိရင်တော့မလာတို့ Manchester United နဲ့တွေ့မယ် ဒီတစ်ပတ် Premier League ပြိုင်ပွဲတွေမှာဆိုလို့ရှင်ဒါပြီးခဲ့တဲ့စနေနေ့ကကန်ခဲ့တဲ့ပွဲတွေမှာဆိုလို့ရှင်တော့များသောအားဖြင့်အသင်းကြီးတော်တော်များများကအနိုင်ရလက်တွေရခဲ့တယ်။ဘာလို့လဲဆိုတော့ Arsenal ကလည်းနိုင်တယ်၊ Chelsea ကလည်းနိုင်ထားတယ်။နောက်ပြီးတော့ Man City အသင်းကလည်းဒါအနိုင်ရရှိထားတယ်။အဲ့တော့ပြောလို့ရှိရင်မလောက် Liverpool အသင်းအနေနဲ့ဒီဘက်မှာနိုင်ပွဲရဖို့မဖြစ်မနေလိုအပ်နေပြီ။နှစ်ပွဲဆက်ရှုံးထားတာနဲ့သုံးပွဲဆက်မဖြစ်ဖို့ကလည်းအရေးကြီးတယ်လို့မလောက်အနေနဲ့ဇာတ်ထိပ်ပိုင်းကိုဦးဆောင်နိုင်ဖို့အတွက်ဆိုလို့ရှိရင်လည်းဒီနေ့ပွဲရတာအနိုင်ရရှိမှာဖြစ်မှာအနိုင်ရရှိဖို့လိုအပ်တယ်။ လက်ရှိ Premier League ဇာတ်ကိုကြည့်လိုက်မယ်ဆိုလို့ရှင်ဒါနံပါတ်1နေရာမှာဆိုလို့ရှင်တော့ Arsenal အသင်းကဦးဆောင်နေတယ်။ Arsenal အသင်းကဒါပွဲစဉ်10ပွဲကစားပြီးတဲ့အချိန်မှာဆိုလို့ရှင်6ပွဲနိုင်ပေါ့နော်။6ပွဲနိုင်တပွဲတည်းတပွဲရှုံးနေဒါ16မှတ်နေပေါ့နော်ပထမနေရာမှာဦးဆောင်နေတယ်။ဒုတိယနေရာမှာဆိုလို့ရှိရင်တော့ဒါအဲပြောရလို့ရှင် Man City ပေါ့။ Man City အသင်းကသူက9ပွဲနိုင်ပြီးတော့ တပွဲတည်ငါးပွဲနိုင်ပြီးတော့နှစ်ပွဲတည်ရင်လည်းတပွဲရှုံးပေါ့နော်သူတို့ကရမှတ်စုစုပေါင်း16မှတ်နဲ့ဒုတိယနေရာကိုရှိနေတယ်မာလိုလီဗာပူးတင်းကတော့ဒါခုနှစ်ပွဲပြီးရဲ့အချိန်မှာဆိုလို့ရှိရင်ငါးပွဲနိုင်ပြီးတော့နှစ်ပွဲဆက်တိုင်းရှုံးထားပြီးတော့လက်ရှိမှာဆိုလို့ရှိရင်တော့ဒါ15မှတ်နဲ့ပေါ့နော်တတိယနေရာမှာရှိနေတယ်အဲအခုတော့စပါးကလည်းခုနကဆိုလို့ရှိရင်သူတို့အဲ2 1 2နဲ့ပေါ့နော်သူတို့နေထားလေးကတော့နည်းနည်းမကောင်းတဲ့အတွက်တော့နည်းနည်းတက်တာသွားတဲ့လို့ပြောရမယ်မဟုတ်လို့ရှိရင်မာလိုနေနဲ့နံပါတ်4ကိုဆင်းရမယ့်နေထားမျိုးမှာရှိနေတယ်အဲ့တော့မကြခင်မှာဆိုလို့ရှိရင်ပွဲလဲစရမယ်ပေါ့နော်အဲ့တော့အရင်ဆုံးမာလာပြီးနောက်တနေရာလဲဆက်ဖို့ရှိသေးတယ်ဆိုတော့ဒါအခု ကိုကျော်ကျော်ဘိုးလည်းရောက်လာပြီးထင်တယ်ထဲသွားပြီးတော့ကိုကျော်ကျော်ဘိုးကိုဒါလီဗာပူးအသင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အမြင်လေးကိုနည်းနည်းမေးပြီးတော့ဘာလို့နောက်တနေ့ဆက်သွားကြမယ် အဲ့တော့ကိုကျော်ကျော်ဘူးလည်းရောက်လာပြီဆိုတော့ဒါမှလာတော့လီဗာပူးပေါ့နော်လီဗာပူးနဲ့ပတ်သက်ပြီးတော့ကိုကျော်ကျော်ဘူးရဲ့အမြင်လေးကိုဒီနေ့မှမေးပါမယ်ကိုကျော်ဘူးနဲ့မှလာနေတာဒါမနှစ်ကပဲဆုံးပြီးရဒီနေ့အနီစလော့ရဲ့ဒုတိယရာသီမှာမဆုံးရသေးဘူးအဲ့တော့နည်းနည်းလေးမေးချင်တာလေးတွေကများတယ်အဲ့တော့ရင်ဆုံးတော့ဒီနေ့ပေါ့နော်အခုဒီမန်ယူပွဲနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ရင်ခုန်တန်လေးချက်လောက်ပြပြပေးပါအဲကျွန်တော်ကတော့ Liverpool Man U ပွဲကတော့ကျွန်တော်တို့မဟုတ်ပါဘူးတကယ်ဟို သူတို့ fan တွေအားလုံးကအမြဲတမ်းယဉ်ခုန်နေရတဲ့ပွဲပါပဲတနစ်မှာဒီနှစ်ပွဲကစောင့်ကြည့်ရတဲ့ပွဲပေါ့လေအဲ့လိုပဲကျွန်တော်လည်းယဉ်ခုန်ပါတယ်ကျွန်တော်တို့အသင်းအတွက်လည်းမျှော်လင့်ချက်ကြီးမားထားတာပါတယ်ဒီနေ့ပွဲလေးဆိုလို့ရှင်လဲကိုဒါကိုလို့ကိုဥဆောင်မိလို့တဲ့ watch party ပေါ့နော်အာဒီမှာရန်သဘောကြတယ်ဒါအခုဒီပွဲလေးပေါ့နော်လုံးပြသွားတဲ့ဟာလေးနဲ့အခုဘယ်နှကြိမ်လောက်ရှိပြီလဲပေါ့အဲ့ဒါချက်လောက်ပြပြပြပါ အဲ့ထွေထူးမရှိဘူးဗျာဒါကျွန်တော်တို့ဒီဟိုပေါ့ Liverpool fan တွေ meeting point လို့တော့ဖြစ်နေတာပေါ့လေအဲ့ကျွန်တော်တို့ဒီလိုစုပြီးတော့ Watchford တွေလည်းအကြီးရောမဟုတ်ပါဘူးကျွန်တော်တို့ဒါအဲ50ယောက်55ယောက်လွန်းကျွန်ယောက်20လောက်ပါဘာလေးလည်းဖြစ်နေတော့ကျွန်တော်ဒီ compact လေးဖြစ်ဖြစ်လေးပဲတွေ့ကြရများပါတယ်ပြည့်ပွဲကြီးကြီးလည်းကျွန်တော်လည်းအဲ season ကျင်မှသေးတယ်လောလောဆယ်တော့ဒီလိုပဲဟေးကអော်ကြအောင်ဒီလိုလေး season ပြည့်တာပေါ့၃ပွဲရှိပါပြီဗျာ Arsenal ပွဲကစတယ်ကြားမှာ Chelsea ပွဲရှိတယ်ပြီးတော့ဒါ Manchester United နဲ့ပွဲပေါ့ဟုတ် တော်တော်လေးတော့အားရပါတယ်ညီမတို့ online မှာလည်းတစ်ချက်ကြည့်လိုက်ကိုဒီမှာလို watch pad ကြီးကြောင့်ညီမလည်းကြိုက်တယ်ဘာလို့လဲဆိုတော့ဒီမှာ AC ကိုပါတာကို online ဟိတ်လိုက်ပါကွဲလိုက်လို့ရတယ်လေနောက်ပြီးတော့ကိုတခုပေါ့နော် anti slot ကဒုတိယရာသီလူသစ်တွေလည်းဝယ်ထားတယ်လူသစ်တွေလည်းဝယ်ထားတယ်ဆိုတော့အဲ့ပုံမှာပေါ့နော်အကိုရဲ့ပေါ့ဒီနှစ်ကစားပုံပေါ့ဒီနှစ်ပေါ့ဒီနှစ် Liverpool အသင်းရဲ့ကစားပုံ anti slot ရဲ့ကံတွယ်ပုံတွေကိုအားရလားကိုရဲ့အမြင်လေးချက်လောက်ပြပြပါ and slot ကတော့ကျွန်တော်ဒါကျွန်တော်တူးတဲ့အမြင်ပေါ့လေပြီးခဲ့တဲ့နှစ်ကတော့အဲ yakin clock ရဲ့အဲ ပုံ foundation ပေါ်မှာသူအလုပ်လုပ်သွားတဲ့ပုံစံရှိတယ်ပေါ့လေဒီနေ့ကတော့သူရှိသူလည်းလေးနည်းနည်းလေးယာကန်လုံးပုံများလာတဲ့သဘောရှိရပေါ့ဒါမဲ့လည်းအဲ့လိုယာကန်လုံးများလာတဲ့အနေထားတစ်ခုမှာအထိုင်မကျသေးရလဲတွဲပြီးပါလာတယ်လို့ကျွန်တော်အဲ့လိုခံစားရပါတယ်လူတွေဝယ်ထားရဆိုပေမဲ့လည်းလူမန်နီယာမန်ရှိနေရဆိုပေမဲ့လည်းလူတွေနဲ့အသင်းနဲ့ rhythm မိဖို့ဒီပြင်အသင်းသားနဲ့ rhythm မိဖို့အချိန်နေနေလေးကျူးစားယူနေရတဲ့သဘောလေးတော့မြင်ရတယ်ဗျအဲ့တော့အားရလားဆိုတော့လောလောဆယ်အချိန်တော့အားမရဘူးပေါ့လေ လူသစ်တွေကဝယ်ထားအများကြီးပဲကိုကိုဘာသူကြက်လဲပေါ့ညီမတို့ကားကက်စတော့သဘောကျတယ်လောလောဆယ်ဝယ်ထားတဲ့အစ်တွေထဲမှာပေါ့အဲကျွန်တော်သဘောကျပါတယ်အဲသူ့ရဲ့လင်မြန်မှုတိုးဝယုံအားလေးသဘောကျတယ်ဒါပေမဲ့ EPL standard ဆိုနည်းနည်းလေးများအဲ့အဲဖူဘက်နှစ်ယောက်ကနှုတ်နေသလားလို့လေ frame bound ကားကက်စော်လေနည်းနည်းသူ့ရဲ့ဟိုဟို body balance ကောင်းတဲ့လူထောင်ထောင်မောင်းမောင်းတော်တော်တင်းတင်းရှိရဲအဲတကယ်ဝင်ကယ်ရင်းနဲ့တွေ့လို့ရှိရင်နည်းနည်းလေးများသူတို့အတွက်တပန်းရှုံးနေမလားဆိုတဲ့ဟာလေးတော့စိတ်ပူမိတယ်ဗောလေ ကိုအဲ့လိုပြောမှာပဲဟိုသူတို့ရဲ့ fixture ဆိုမှာပဲသူတို့ရဲ့နေထားဆိုမှာပဲ friend ပေါ့ကိုဘယ်လိုမြင်လဲ तू ကနည်းနည်းလေးတော့ညာနေထားနေဆိုလိုအပ်မယ်ထင်တယ်နော်ဟုတ်တယ်တူတူပဲဗျအဲ့လေကာကက်ဆိုဖရင်ပေါင်းကသူတို့ဖူဘဲနဲ့ယောက်ကအဲ့လိုမျိုး ဖြစ်နေရောကျွန်တော်လည်းစိုးရင်လည်းပေါ့လေအဲဟိုဒီလိုမျိုးဖြစ်စေချင်တာပေါ့ဟိုဟိုအနည်းဆုံးတော့အာနူရုဆိုင်လောက်တော့ဖြစ်စေချင်တာပေါ့လေ ဟုတ်ကောအဲ့ဒါဆိုလို့ရှိရင်ဒါဒီနေ့ပေါ့ဒီနေ့အခုကကြာတော့ဒါတို့ international break ကနေပြန်လာကြတဲ့အခါမှာ international break မှာဆိုလို့ရှိရင်ဒါခြေစွမ်းပြနိုင်တဲ့လူတွေလည်းရှိတယ်ခြေစွမ်းမပြနိုင်တဲ့လူတွေလည်းရှိတယ်အဲ့တော့အခုပေါ့ဒါဒီနေ့ပွဲမှာဆိုလို့ရှိရင်အခုဘုသူ့ကိုစောင့်ကြည့်ကြလဲအာ international break မှာတော့အဓိကကျွန်တော်စောင့်ကြည့်နေတာတော့ကျွန်တော်တို့ဘောလုံးပွဲကြည့်ရင်ဂိုးသွင်းတာကြည့်နေတာပေါ့အဲ့တော့ကျွန်တော်တို့ကဒါ east side နဲ့ဒါ ATK ပေါ့လေပြီးလို့ရှိရင်ကျွန်တော်တို့က Florian Wei ဆိုလည်းတခုခုလေးတက်တည်ပြစေခြင်းလေစိတ်လေးရှိတယ်ဆိုတော့အဲ့၃ယောက်တော့ကြည့်ခြင်းလေကျန်တဲ့လူတွေကတော့ကိုယ့်လူတွေပဲဆိုတော့တိတ်တော့ပြဿနာမရှိပါဘူးအဲ့ဆိုကိုလက်ရှိပေါ့နော်ပြီးခဲ့တဲ့ဒါ Premier League ပွဲပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒါတနေ့ဝေဖန်မှုဝေဖန်တဲ့ဝေဖန်ခံရတဲ့အတန်လေးကြားနေရတဲ့ဆာလာအပေါ်မှာဘယ်လိုမြင်လဲကိုအဲ့လူဆိုတာဒါသူ့ရဲ့ prime time ကိုကြော်လာတဲ့သဘောရှိတာဗောလေမိုဆာလာကတော့ prime time ကိုကြော်လာပြီဆိုတော့လေအာ ကျွန်တော်တို့ကဒါကိုနားလည်ပေးရမှာပေါ့လေဆာလာအမြဲတမ်းကောင်းနေနိုင်တဲ့ player မရှိပါဘူးကမ္ဘာမှာဒီတကယ်ဂုတ်ကြီးတွေတောင်မှသူတို့ရဲ့ဒီ prime time ကြော်လို့ရှိရင်မင်းအရင် struggle လုပ်ရတဲ့ရုံးကန်ရတဲ့အခိုက်အတန့်တွေအများကြီးကြုံလာရတာပဲဆိုတော့လေမိုဆာလာကိုလည်းအဲ့လိုပဲကျွန်တော်တို့ကအားမလို့အားမြတ်ဖြစ်ပေမဲ့ဟောသူ prime time မှာအကောင်းဆုံးလုပ်ပြီးခဲ့တာပဲဆိုတာနဲ့ပဲကျွန်တော်တို့ဟိုဖြည့်သိမ့်ပါတယ်အကောင်းဆုံးချိန်တော့မဟုတ်တော့ဘူးပေါ့လေဟုတ် ဆိုတော့ကိုဒါရှေ့မှာ Premier League မှာဆိုလို့ရှိရင်ဒါဇက်တိုက်နှစ်ပွဲရှုံးတာလေအခုဆိုလို့ရှိရင်ဒါကိုရီးယားရဲ့သပိုင်းဝင်ပြိုင်မဲ့ပေါ့ဒါမစတိုင်နဲ့တဲ့ကြုံတွေ့ရမယ်ဆိုတော့ကိုဒီနှစ်ပွဲပေါ့ဒီနှစ်ပွဲပေါ့ကိုရဲ့ခမန်းချက်လေးနောက်ကိုရလက်လေးချက်လောက်ပြပြပါဦးအင်းအဲ့လို focus တော့မမှန်တတ်ဘူးပေါ့လေဒါပေမဲ့လည်းအာကျွန်တော်က NFI ဖြစ်နေရရဲ့ Liverpool ကဟို resin သိပ်မမိသေးဘူးဆိုပေမဲ့လည်းအဲ Manchester United ဆိုရဲအတန်ကြာနေအဲ့လိုမျိုးခေါင်းထောင်တက်တဲ့အသင်းဆိုတော့လေအာကျွန်တော်တို့အနိုင်ရမယ်ထင်ပါတယ်ဟုတ်ကဲ့ပါ အဲ့ဆိုနောက်ဆုံးအနေနဲ့ပေါ့ကိုဒါ Universal Walk အလုံးပေါ့ကိုရဲ့ညီကိုတွေနဲ့ပတ်သက်ညီကိုတွေပေါ့ပေါ့နော်အကိုဘာပြောချင်သေးလဲအာဒါကျွန်တော်တို့ဒါ You will never walk လုံးကတော့ဒါကျွန်တော်တို့အားလုံးတသွေးတသားတဲ့အဲမင်းတယောက်တည်းမဟုတ်ဘူးပေါ့နော်အဲ့လိုအဲ့လိုမျိုးခံစားမှုရပါတယ်အဲ့တော့ကျွန်တော်တို့ဒါ Liverpool ညီကိုတွေလည်းတကွာတဝင်းလုံးမှာရှိတဲ့ Liverpool ညီကိုတွေလည်းကျွန်တော်လည်းအဲ့လိုထက်တူစိတ်မျိုးရှိပြလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော် Liverpool အတွက်စက်တိုက်အားပေးပါဦးခင်ဗျာ British record signing a victorial remains in the bench to begin with there.